အားလုံးပဲမင်္ဂလာပါလေးစားပါတော့နိုင်ငံတော်ယာယီသမရပြည်အောင်စုလွတ်တော်ကုစားပြီးကွန်ပြီဥက္ခရာနိုင်ငံတော်ဝန်ကြီးချုပ်အမျိုးသားညီညွတ်ရေးအစိုးရအစိုးရအဖွဲ့ဝင်များအမျိုးသားညီညွတ်ရေးအတိုင်းငံကောင်စီဝင်များမန္တလေးဒေသလွတ်တော်ဥက္ခရာဒုက္ခရာနှင့်လွတ်တော်ကုသလင်များအထူးဖိတ်ကြားထားသောဧည့်သည်တော်များခင်ဗျာကျွန်တော်မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီဥက္ခရာဖြစ် ယုံကြည်စွာတောင်းဝန်ပေးအပ်သည့်အတွက်ဂျေဇူးအထူးတင်ရှိပါသည်။ပေးအပ်တဲ့တောင်းဝန်ကိုကျေပွန်အောင်ကိုးစားဉာဏ်စွမ်းရှိသမျှထမ်းဆောင်သွားမည်ဖြစ်ကြောင်းတက်ရောက်လာသူအလုံးနဲ့မန္တလေးဒေသသူဒေသသားအလုံးကိုဂရုကိုပြုပါသည်။ကျွန်တော်အနေနဲ့2015ခုနှစ်ကနေ2020ခုနှစ်အထိမန္တလေးတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်အဖြစ်တောင်းဝန်ထမ်းဆောင်ခဲ့ပါသည်။2020ခုနှစ် အထူးဒီရေကောက်ပွဲမှာလည်းပြန်လည်ရေကောက်ခံခဲ့ရပါတယ်2021ခုနှစ်စစ်အာဏာသိမ်းပြီးခဲ့ကနေယနေ့အချိန်ထိဒေါ်လာရေးတာဝန်တွေကိုအစဉ်တစိုက်ထမ်းဆောင်ခဲ့ပါတယ်စစ်အာဏာရှင်စနစ်ဖျောက်ချရေးနဲ့ Federal Democracy နိုင်ငံတည်ဆောက်ရေးအတွက်ကြာရနေရာကနေပါဝင်လှုပ်ရှားခဲ့ပါတယ်မန္တလေးဒေသဂျာကာလာနိုင်ငံရေးစီမံရေးဆွေးဖြစ်စဉ်တစ်လျှောက်မှာလည်း ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ဂျာကာလာနိုင်ငံရေးစီမံရေးဆွဲရေးလုပ်ငန်းစဉ်ကို2023ခုနှစ်နှစ်လယ်ပိုင်းကစပြီးဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။တွတ်တော်ကလည်းနိုင်ငံရေးပါတီဝင်တွေမြေဥတော်လိုင်းရေးအင်အားစုတွေဖြစ်တဲ့အပိတ်စီရီယံအရက်ဖက်အဖွဲ့အစည်းအမျိုးသမီးလူငယ်မတန်ဆွမ်းចောင်းသားတမကစသည်ဖြင့်မန္တလေးဒေသအင်အားစုတွေ စုစုစီ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 လုံးလုံးနဲ့ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်2023ခုနှစ်နှစ်လပိုင်းကနေဆွေးနွေးလိုက်တာ2024ခုနှစ်အခုလဇူလိုင်လ12ရက်နေ့ရောက်တဲ့အခါမှာဇာကာလာနိုင်ငံရေးအစည်းအဝေးပေါ်ထုတ်မှုဆိုင်ရာချိတ်ဆက်ညှိနှိုင်းရေးနဲ့မူကြမ်းရေးဆွဲရေးလုပ်ငန်းအစီအစဉ်ကိုမန္တလေးတိုင်းသွတ်တော်ကိုစားပြုကော်မတီနဲ့ဒေဥတော်လိုင်းအင်အားစုများစုပေါင်းပြီးအတီးပြူပူတဲ့ ထုတ်ပြန်နိုင်ခဲ့ပါတယ်။၎င်းရေးဆွဲရေးအစီအစဉ်အရပဲမန္တလေးဒေသဂျာကာလာနိုင်ငံရေးစီမံပေါ်ထုတ်မှုဆိုင်ရာချိတ်ဆက်ညှိနှိုင်းရေးနဲ့မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီကို2024ခုနှစ်အောက်တိုဘာလ10ရက်နေ့မှာဖွဲ့စည်းခဲ့ပါတယ်။မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီထဲမှာလည်းကျွန်တော်ပါဝင်ထမ်းဆောင်ခဲ့ပါတယ်။မန္တလေးဒေသကိုမြန်နိုးစိတ်မန္တလေးဒေသကိုချစ်စိတ်တော်လှန်ရေးအောင်မြင်လို့တဲ့စိတ်တွေနဲ့ မန္တလေးဒေသမှာရှိတဲ့တော်လန်ရေးအင်အားစုတွေစုစုစီစီညှိညှိနှိုင်းနှိုင်းနဲ့ဆွေးနွေးပြီးရေးဆွဲကြတာဖြစ်ပါတယ်။ဘူဂျန်ရေးဆွဲရေးလုပ်ငန်းကော်မတီက ရေးဆွဲထားတဲ့မန္တလေးဒေသချက်လာနိုင်စီမံကိုမန္တလေးဒေသပြည်သူတော်လန်ရေးအင်အားစုများပေါင်းစပ်ညှိနှိုင်းမှုဈေးနှံက2025ခုနှစ်စက်တင်ဘာလ3ရက်နေ့မှာပနာမအဆင့်အတည်ပြုခဲ့ပြီးမန္တလေးတိုင်းလွတ်တော်က2025ခုနှစ် စတင်ဘာလ16ရက်နေ့မှာလွတ်တော်လုံထုံးလုံနည်းတွေနဲ့အညီအတီးပြုပြရန်ခဲ့တာဖြစ်ပါတယ်။လေးစားပါတော့နိုင်ငံတော်ယာယီသမရပြည်တော်စုလွတ်တော်ကိုစားပြီးကော်မတီဥက္ခနိုင်ငံတော်ဝန်ကြီးချုပ်အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ဝင်များအမျိုးသားညီညွတ်ရေးအတိုင်းငံကောင်စီဝင်များမန္တလေးဒေသလွတ်တော်ဥက္ခဒုဥက္ခနဲ့လွတ်တော်ကိုယ်စားလှယ်များအထူးဖိတ်ကြားထားသောဧည့်သည်တော်များခင်ဗျာ မန္တလေးဒေသဂျက်ကလာနိုင်ငံရေးစီမံဆိုတာမန္တလေးဒေသအတွက်ဖွဲ့စည်းပုံအခြေခံဥပဒေသဘောတက်ရောက်တဲ့အစီအမံဖြစ်ပါတယ်။ပြည်တော်စုဂျက်ကလာဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံနဲ့မဆန့်ကျင်သရွေ့မန္တလေးဒေသရဲ့အမြင့်ဆုံးဥပဒေဖြစ်ပါတယ်။ဒီစီမံရဖွဲ့စည်းမဲ့မန္တလေးဒေသဂျက်ကလာအုပ်ချုပ်ရေးကောင်စီဟာအင်မတန်အရေးကြီးပါတယ်။အချက်နှစ်ချက်ကြောင့်အရေးကြီးတယ်လို့မြင်ပါတယ်။ပထမအချက်ကတော့ နိုင်ငံရေးအရေးပါယခုကာလဟာမန္တလေးဒေသအပအဝင်ပြည်နယ်ဖက်ဒရယ်ယူနစ်တွေအသီးသီးဟာပြည်နယ်ယူနစ်အစိုးရတွေပေါ်ပေါက်လာဖို့ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်တချို့အစိုးရတရအနေနဲ့အကောင့်ထဲပေါ်နေပြီလုပ်ငန်းတွေဆောင်ရွက်နေကြပါပြီတချို့ကဖွဲ့စည်းနေတဲ့ကာလဖြစ်ပါတယ်တချို့ကတော့နိုင်ငံရေးစီမံတွေကိုရေးဆွဲနေကြဆဲဖြစ်ပါတယ်မြန်မာနိုင်ငံလွတ်လပ်ရေးရစဉ်ကလေးက ဖက်ဒရယ်စနစ်ကိုကျင့်သုံးဖို့ရည်မှန်းခဲ့ကြပါတယ်။ယခုအချိန်မှာတော့၎င်းရည်မှန်းချက်တွေသဘောတူညီချက်တွေတသက်သာမကဘဲဖက်ဒရယ်စနစ်ကိုလက်တွေ့စတင်အကောင့်ထဲပေါ်နေတာလို့ပြောလို့ရပါတယ်။ဖက်ဒရယ်စနစ်မှာအစိုးရအလှော်2ရက်အနည်းဆုံးရှိပြီးယခုကျွန်တော်တို့မှာပြည်ထောင်စုအစိုးရဖြစ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရှိနေပါပြီ။နောက်ထပ်အစိုးရအလှော်တရဖြစ်တဲ့ဒီနယ်အစိုးရဖက်ဒရယ်ယူနစ်အစိုးရတွေပေါ်ပေါက်နေပါပြီ။ အစိုးရအလားအသီးသီးမှာကိုယ်ပိုင်လုပ်ပိုင်ခွင့်အာဏာတွေနဲ့ဖြစ်လာနေကြပါပြီကျွန်တော်တို့ဟာဖရရေးကိုတော်လန်ရေးကာလကလေးကစတင်အကောင်ထဲတည်ဆောက်နေကြတာဖြစ်ပါတယ်မြန်မာနိုင်ငံရေးသမိုင်းရဲ့အချိုးအကျကြီးလည်းဖြစ်ပါတယ်ဒီအရေးကြီးလာတဲ့မြန်မာနိုင်ငံရေးသမိုင်းအချိုးအကျကြီးမှာမန္တလေးဒေသဟာလည်းပါဝင်နေတာဖြစ်ပါတယ်ကျွန်တော်တို့ဂျာကာလာအုပ်ချုပ်ရေးကောင်စီကို အတီးပြူနိုင်ခဲ့တာဖြစ်ပါတယ်။မန္တလေးဒေသဂျကာလာဥထုတ်ကြီးကောင်စီအနေနဲ့တနိုင်ငံလုံးရဲ့ဖက်ဒရယ်အရေးကိုပြည်ထောင်စုအဆင့်အစိုးရအဖွဲ့အစည်းတွေတခြားပြည်နယ်ဖက်ဒရယ်ယူနစ်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ဆောင်ရွက်သွားကြမှာဖြစ်ပါတယ်။ဖက်ဒရယ်အရေးကိုပေါ်ဆောင်သွားကြမှာဖြစ်ပါတယ်။မန္တလေးဒေသဂျကာလာဥထုတ်ကြီးကောင်စီဟာနိုင်ငံရေးအရေးသက်သက်လားဆိုတော့မဟုတ်ပါဘူး။ဒုတိယအချက်ဖြစ်တဲ့အုတ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုလည်းလက်တွေ့ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။မန္တလေးဒေသမှာဆိုရင်လွတ်မြောက်နယ်မြေတွေစိုးမိုးထိန်းချုပ်နယ်မြေတွေလို့ပြောလို့ရတယ်။ဘီယင်ဦးလင်းဆိုင်တွေကအချို့မြို့နယ်တွေမြင်းကြံခင်တွေကမြို့နယ်တွေရှိပါတယ်။ဒီနယ်မြေတွေမှာအုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့လိုအပ်ပါတယ်။တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ကနယ်မြေတွေကိုစိုးမိုးထိန်းချုပ်ပြီးတဲ့အခါမှာဒီတိုင်းပြစ်ထားလို့မရပါဘူး။အုပ်ချုပ်ရေးလေဟာနယ် အာဏာလီဟာနဲ့အဖြစ်ခံလို့မရပါဘူး။အုပ်ချုပ်ရေးလုပ်ငန်း၊တရားဥပဒေစိုးမိုးရေးလုပ်ငန်းဆိုတာတစ်သက်တစ်သက်တည်းလုပ်ရတာဖြစ်ပါတယ်။စီရေးရအောင်မြင်ဆောင်ရွက်ပြီးတဲ့အခါအောင်မြင်ထားတဲ့အနေတွေကိုအုပ်ချုပ်ရေး၊တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဆောင်ရွက်ဖို့လိုအပ်ပါတယ်။အဲဒီလိုပဲကျွန်တော်တို့အုပ်ချုပ်ရေး၊တရားဥပဒေစိုးမိုးရေးတွေ အောင်အောင်မြင်မြင်ဆောင်ရွက်ရင်းပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုလည်းပေးအပ်ဖို့လိုအပ်ပါတယ်။ဒေါ်လာကြီးကာလဖြစ်တဲ့အတွက် ပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေကိုပုံမှန်တည်ငြိမ်နေတဲ့ကာလလိုတော့ပေါ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ဒါကိုပြည်သူတွေလည်းနားလည်ကြပါရဲ့။အဓိကအားဖြင့်ရက်တန်ထားလို့မရတဲ့အင်တန်အရေးကြီးမတဲ့ကျန်းမာရေး၊ပညာရေးနဲ့လူသားဆန္ဒကိစ္စတွေဆောင်ရွက်ကြရမှာဖြစ်ပါရဲ့။ဒါရနာရာအစတော်လန်ကြီးပြီးမှကုသမယ်လို့လုပ်လို့မရပါဘူး။ကျန်းမာရေးဆောင်ရှောက်မှုကိုပေးအပ်နိုင်ဖို့ကြိုးစားကြရပါမယ်။ ပညာရေးကိစ္စလည်းအဲ့လိုပါပဲကျွန်တော်တို့လွမြောက်နေမြေတွေမှာအကြောင်းတွေပဲကလေးတငယ်တွေတောင်းချီတိမ့်ချီရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းမြေပြင်အကြောင်းတွေစီရောက်ပါတယ်အကြောင်းကဆရာဆရာမတွေနဲ့စကားပြောပါတယ်စီရီယန်ဆရာဆရာမတွေ volunteer ဆရာဆရာမတွေနဲ့ရပ်ရွာလူလူပေါင်းပြီးကလေးတငယ်တွေပညာသင်ယူရေးကိုလေချောင်းအန်တဲ့ကြားမှာမဖြစ်ဖြစ်တဲ့နည်းနဲ့ဆောင်ရွက်နေကြတာဖြစ်ပါတယ်ပညာသင်ကြားရေးဟာရပ်တန့်ထားလို့မရပဲ စဉ်စမပြတ်ပညာသင်ကြားနိုင်ဖို့လုပ်ကြရမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့လူသားဆန္ဒကိစ္စပါ။အခုလိုကာလမှာ လူသားဆန္ဒကိစ္စအရေးကြီးပုံကိုတော့တိတ်ပြောရှာလိုမယ်မထင်ပါဘူး။အားလုံးသိကြပြီပါပါ။ကျွန်တော်ကိုယ်တိုင်မြင်မှာလူသားဆန္ဒကိစ္စတွေကိုနောက်လျှောက်ဆောင်ရွက်လေ့ရှိပါတယ်။ဇေဘေးဆောင်တွေကိုတွားရောက်တွေ့ဆုံပါရဲ့။တဆွမ်းတဲ့ဘက်ကကူညီထောက်ပံ့နိုင်ဖို့ကြိုးစားခဲ့ပါတယ်။ကျွန်တော်တို့ပြည်သူတွေဟာစစ်အုပ်စုရဲ့ ရက်ဆက်မှုတံကိုခါးစည်းခံနေရတာဖြစ်ပါတယ်။ခြေရွာတွေကိုမီးရှို့ခံရတာ၊လေကြောင်းတိုက်ခတ်ခံရတာပါဝင်မျိုးစုံခံစားနေကြရတာဖြစ်ပါတယ်။အခုလဲမရရမြို့နယ်၊စင်ကူးမြို့နယ်၊မိုးကုတ်မြို့နယ်တွေမှာတမျိုးလုံးဒီပါဆစ်ဆောင်နေကြရတာဖြစ်ပါတယ်။ဆစ်ဆောင်ပြည်သူတွေနဲ့တွားရောက်တွေ့ဆုံပြီးကူညီနိုင်ဖို့ကြိုးစားရရှိပါတယ်။ဒါကြောင့်မို့ဒီတော်လိုင်းရေးမှာပြည်သူဝန်ဆောင်မှုပုံငန်းတွေလာလဲ တဆန်းသမျှပေးအပ်နိုင်ဖို့ကြိုးစားကြရမှာဖြစ်ပါတယ်။အချို့အားဖြင့်ပြောရရင်ကျွန်တော်တို့မန္တလေးဒေသဂျာကာလာအုပ်ချုပ်ရေးကောင်စီဟာအရေးကြီးတဲ့အရေးဖြစ်ပါတယ်။တနင်္ဂနွေလုံးရဲ့နိုင်ငံရေးအရေးအတွက်မဖြစ်မနေလုပ်ဖို့လုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ရေမြင်လိုအပ်ချက်အရအုပ်ချုပ်ရေးတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကိုထိထိရောက်ရောက်အကောင်အထည်ဖော်ရပါမယ်။လုံမြောက်နေပြီစိုးမိုးထိန်းချုပ်နေပြီမှာပြည်သူဝန်ဆောင်မှုတွေ ပေးဖို့လည်းရေးကြီးလိုအပ်ပါတယ်ဒီကိစ္စရတွေကိုစောင်ရွက်သွားကြရမှာဖြစ်ပါတယ်အခုလိုရေးကြီးတဲ့လုပ်ငန်းတာဝန်တွေကိုစောင်ရွက်ရမယ်မန်လေးဒေသဂျာကာလာဥချိုကြီးကောင်စီဥက္ကဋ္ဌဖြစ်ကျွန်တော်ကိုရုံရုံကြီးကြီးတာဝန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘုံငဲယူပါတယ်ယာရုထက်တာဝန်လို့ခံယူပါတယ်ဒီတာဝန်ကိုဥချိုကြီးကောင်စီဝင်တွေအားလုံးနဲ့အတူတူလက်တွဲညီညီပူးပေါင်းပြီးကိုယ်ဆန်းညံဆန်းရှိပြီးထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း ဂရင်းပြူရင်ဒီကုန်းချုပ်အပ်ပါလေခင်ဗျာအေးတော့အောင်ရမည်